အလုံးမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လဲပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်တော့နေ့လေးတနေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့အဆုံမကောင်းတောင်းပေးလိုက်ပါတော့ဘောနော်။အဲ့ဒါကျွန်တော်ဒီနေ့မှလည်းအပြောင်းရွှေ့သတင်းလေးတွေနည်းနည်းလေးညင်နေတဲ့အတွက်ကြောင့်မို့လားကျွန်တော်တို့လက်ရှိ Liverpool နဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့လည်းဒါကျွန်တော်နည်းနည်းလေး discuss လုပ်ချင်တာဘောနော်။အဲ့တော့လက်ရှိလူတွေကြားထဲမှာ Liverpool လက်ရှိခေါ်ယူခဲ့တဲ့ကစားသမားနဲ့ပတ်သက်ပြီးတော့ Liverpool အသင်းကိုတော့ဝိုင်းဝင်းပြီးတော့ဝေဖန်နေကြတယ်ပေါ့ဗျာ။နော်ဟုတ်တယ်မှာဒါကျွန်တော် Liverpool အသင်းနဲ့ဒါအဲ့တည်းမှာ လေဘုတ်ဒီပစနေတာတုံးနေဘာညာဆိုပြီးကျွန်တော်တို့အဓိကဝိုင်းဝန်းပြီးတော့ဒါကျွန်တော်ဝေဖန်မှုတွေပြုလုပ်လာခဲ့တယ်။အဲလေဘုတ်ဒီကတချို့ကြတယ်ဒါကျွန်တော်အထူးအဖြစ်ဒါကျွန်တော်တို့အင်တာနက်ဆာမြင်တာမှာဟာလေဘုတ်ဒီကဒါကျွန်တော်တို့ပတ်စံမသုံးပတ်စံမသုံးနဲ့ပတ်စံသုံးလားကြီးလားဆိုတဲ့ပုံစံမျိုးကျွန်တော်အမြဲတမ်းတွေ့ရပါမယ်ပေါ့။အဲ့တော့ လက်ရှိမှာတကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်သာ Liverpool supporter တယောက်အနေနဲ့ဒီလိုမျိုးစကားမျိုးကျွန်တော်တို့အပြောခံကျင်တာကြပြီးဆိုတဲ့စကားလုံးနဲ့ပဲကျွန်တော်ခြေပါအမှာလက်ရှိမှာဒါကြီးချောက်ကြီးချောင်းပြောလက်ရှိမှာဒါကျွန်တော်ငွေသုံးတဲ့အကြောင်းကြီးချောင်းပြောမယ်ဆိုရင်တော့တော်တော်လေးကို Liverpool အသင်းကရည်ရတဲ့ stand point မှာရှိတယ်။ဘာကြောင့်ကျွန်တော်လက်ရှိမှာဒါကျွန်တော်တို့နဲ့ခစ်ပြိုင်ဖြစ်တဲ့ Manchester City နဲ့ရှင်မယ်ဆို City နေ့စဉ်နဲ့မနစ်ကတိုင်ပတ်တဲ့အချိန်မှာဒါတန်းကိုရာချီပြီးဒါကျွန်တော်လက်ရှိမှာတုံးပြခဲ့တယ်။ဒါကျွန်တော်ဘလူးဘလူးဘလူးအဲ့တော့လက်ရှိမှာဒါကျွန်တော်ဟုတ်တယ် Florian Wirtz ကိုဒါကျွန်တော်ဒါကျွန်တော်တို့ လီဗာပူးသင်းနေတာကျွန်တော်ပေါင်း305ကိုယူရို350ပေးတယ်ပဲဒါ350ပြီးတဲ့ချိန်မှာဒါကျွန်တော်အမြင်နဲ့ကျွန်တော်ကျွန်တော်ဒါလူတော်များသိပါလိမ့်မယ်ကျွန်တော်အပြောင်းရွှေ့နေပတ်သက်ရင်တောင်းတောင်းကျွန်တော်ဒါကစားသမားရဲ့ဈေးကိုကျွန်တော်ဝေဖန်ခဲ့တယ်ပေါ့နော်ဒါအခုလက်ရှိမှာဒါ transfer market ကြီးတခုပဲလက်ရှိမှာဒါခင့်နဲ့အညီဆိုရင်တော်တော်လေးကိုဆုတ်ပြတ်နေပြီလို့ပဲအဓိကဝေဖန်တာများပါပဲတကယ်တည်း အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒီဈေးနဲ့ပတ်သက်ပြီးကျွန်တော်ကကစားသမားတွေတောင်းတန်းဝေဖန်လေးမရှိဘာကြောင့်လဲဒီကစားသမားတွေအနေနဲ့ဒီဈေးကိုသူတို့ကိုယ်တိုင်တတ်မှတ်ခဲ့တာမဟုတ်ဥပမာမီးပေါ့နော်ကစားသမားတွေနှစ်ခုလက်ရှိမှာလုခလာစာနဲ့ပတ်သက်ပြီးဥပမာတပုံဝင်လေးပြောမယ်လုခလာစာတွေအများကြီးယူပြီးဆောက်သုံးမကြောက်ဆိုအဲ့ဒါမျိုးကဒါကျွန်တော်လုခလာစာနဲ့တိုင်းပြီးတော့ဆဲလို့ရဒါပေမဲ့ပြန်စစချင်းအောင်လက်ရှိမှာကျွန်တော်ကစားသမားတစ်ယောက်ကိုသူတို့ရဲ့ဒါကျွန်တော် ပြောင်းရွှေ့ခြင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သွားပြောပိုင်မှုမရှိဘာကြောင့်ဆိုကစားသမားတွေကဒါကိုတို့သတ်မှတ်တာမဟုတ်ဘူးဒါကိုလက်ရှိမှာတို့ရဲ့ဒါကျွန်တော်မီဂင်ကလပ်တွေဖြစ်ခဲ့တယ်ဥပမာဒါဆိုကျွန်တော်လီဗာပူးလ်စင်တခြားသောအသင်းတွေနဲ့ဒါကျွန်တော်တခြားသောအသင်းတွေကဒါသတ်မှတ်ခဲ့တာပြီးတော့ဒါအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒါဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်အဲ့တော့ပြီးတော့အခုချိန်မှာဒါကျွန်တော်ပုံမှန်လည်းပြောအောင်ဟာလီဗာပူးကငွေငွေမသွင်းရင်ဘာမှလုပ်လို့မရတဲ့ခက်တစ်ခုရောက်လာခဲ့ပြီအခုလက်ရှိမှာခင်ဗျားကြည့်လိုက်နောက်ဆုံးဒါကျွန်တော်ချန်ပီယံလိရထားတဲ့အသင်းတွေထဲမှာ ငွေမသုံးတဲ့သင်ပါပဲသင်ပါလေ Real Madrid လိုအသင်းမျိုးကဂျူဘယ်လီဟန်ဘလောက်ပေးပြီးခေါ်ခဲ့လဲ Manchester City Triple Winner တွေကဘလောက်ပေးပြီးဘယ်ကစားသမားကိုဘလိုမျိုးတွေပေးပြီးခေါ်ခဲ့လဲနောက်ဆုံးပူပူလောလော PSG ကအသင်းကဒါကတော့ Kylian Mbappe တို့ဒါ Neymar တို့ဒါကျွန်တော်လက်ရှိ Miss Messi တို့မရှိရင်တော့မှ Kvisha Kvaratskhelia Yao Niv ဒါကျွန်တော်လက်ရှိမှာ Sheran Kaiser ကို၃ယောက်ပဲတော့ဒါကျွန်တော် PSG ဘလောက်ပေးပြီးခေါ်ရအဲ့တော့ ပြောချင်တာဒါ Liverpool အသင်းနဲ့ကျွန်တော် justify လုပ်တာမဟုတ်ပေမဲ့ပုံမှန်လေးပြော Liverpool အသင်းငွေသုံးတာကျွန်တော်အနေနဲ့မထူးဘူး။နောက်ဆုံးအများကျွန်တော်ချင်းချင်းလေးပြော Liverpool အသင်းဒီနှစ်တစ်နှစ်ထဲမှာနောက်တဲ့အပေါင်းတန်းတရာသုံးလဲကျွန်တော်အနေနဲ့ဒါကျွန်တော်ဝေဖန်အောင်။ဘာကြောင့်လဲ။ Liverpool အသင်းကမနစ်ကသူ့အနေနဲ့ဘာကစားတော့မှမခေါ်ပေးနေတာကျွန်တော် KSA တယောက်ကလွင်ဘာမှကိုမခေါ်ခဲ့တဲ့အသင်းတစ်သင်းအနေနဲ့ Liverpool အသင်းကဆူဖလာရရှိခဲ့တာဖြစ်တယ်။ဒါကျွန်တော် Florian Risco တကယ်နဲ့ပြန်ဆိုတာဒီနှစ်မှာအပေါင်းတန်းတရာသုံးတယ်ဆိုရင်တော့မှ ကျွန်တော်တို့ပြန်ပြီးတွက်ကြည့်အောင်ဟုတ်တယ်ဟုတ်ပြပေါင်းတန်းနေရသုံးမယ်ဆိုရင်တော့လေဘကူးတင်နဲ့ရှင်းနစ်မှမသုံးခဲ့တော့ပြန်ခွဲကြည့်လိုက်လေဘကူးတင်အများကြီးသုံးထားတာပါအဲ့တော့လေဘကူးတင်ကိုတော့ကျွန်တော်တို့ဟာလေဘကူးတင်ကငွေမသုံးဘူးဒါဒါဆိုခုနကဗန်ဒိုက်တို့ဒါကျွန်တော်တို့အလစ်ဆန်ဘက်ကာတို့ဒါဈေးကြီးဆုံးဘယ်နဲ့ Van Dyke နဲ့ Alisson Becker ရဲ့ law ကခမည်းပြန်စဉ်းစားခြင်းတအားကြီးရတဲ့ law တစ်ခုဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ Van Dyke နဲ့ Alisson Becker ကိုဘယ်ကစားသမား blue ရောင်းပြီး blue ဝယ်လိုက်တယ်ဆိုတော့အကုန်သိရတယ်မှာပါတယ်။ Coutinho ရောင်းပြီးဝယ်ထားတယ်ဆိုတော့အကုန်လုံးသိရတယ်မှာပါတယ်။အဲ့တော့ဒီနေ့မှတော့ကျွန်တော် Liverpool အသင်းရဲ့ဂျားထဲမှာဝယ်ထားတဲ့ကစားသမားရဲ့ဈေးကြီးတဲ့အနေထားမှာပေါ့နော်။ဂျားထဲမှာပြန်တွက်ကြည့်မယ်ဆိုရင် Darwin Nunez ရှိမယ်၊ Sobo Slide ရှိမယ်။ Darwin Nunez ကလည်းမမဲရပါနော် Liverpool အသင်းရဲ့ကျွန်တော်တို့တိုက်စပိုင်းလူအပ်ချက်ရသူတို့အနေနဲ့ဝယ်ယူမယ်ဆိုပြီးဝယ်ချလိုက်တာ။အဲ့တော့လည်း85အဲ့တော့လက်ရှိမှာ Liverpool အသင်းပြန်ကြည့်အောင်လက်ရှိဒါကျွန်တော်တို့ Liverpool အသင်း Darwin Venus, Roger Van Dyke, Subusla, Alison Becker, Gita, Luis Diaz ဒါကျွန်တော်တို့ Bandigi ပါလာသေးတယ် Van Fabinho Diego Jota ပေါ့နော်အဲ့တော့လက်ရှိ Liverpool တင်တာ1 2 30အတွက်မှာဒါကျွန်တော်တို့ FFG လို့ဒါကျွန်တော်တို့ Richard Hughes တို့ဒါကျွန်တော် Richard Hughes မရှိသေးဘူး FFG လို့အုပ်စုအနေနဲ့ဒါကျွန်တော် Mark ဟို Michael Edwards အနေနဲ့တို့အပြောင်းရွှေ့လုတ်ခဲ့တဲ့ချိန်မှာ Bandigi 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 ချင်းမှာတော့ကျွန်တော်ထင်တယ်ဟိုတော့ Michael Edwards မရောက်သေးလို့ထင်တယ်ကျွန်တော်မားလည်းမကောင်းမှားတယ်အဲ့တော့လက်ရှိတက်ကတက်ဆိုင်တော့ကျွန်တော်အနေနဲ့ flop တယ်လို့ပြောလို့ရတဲ့အနေထားမှာရှိတာနဘေးဂီတာနဲ့ Darwin Nunes နဲ့ပဲရှိရတယ် တော်နည်းနည်းမြင်တယ်။ဖာဗီညိုဘလောက်တိလီဗာပူးအသင်းမှာအရေးပါခဲ့လဲ။အဲ့တော့ပြောချင်တာလီဗာပူးအသင်းရဲ့ dash မှာကျွန်တော်ဈေးကြီးပေးဝယ်ရတဲ့ကစားသမားတွေအကုန်လုံးကအသင်းနဲ့ပေးရတဲ့ပတ်စံနဲ့အကုန်ထိုက်တန်တဲ့ကစားသမားတွေ။ Virgil van Dijk ဆိုလက်ရှိမှာကမ္ဘာမှာအကောင်းဆုံးတဲ့နောက်ခံကစားသမားတစ်ယောက်ဖြစ်တယ်။ဒါ Alisson Becker ဆိုကမ္ဘာမှာအကောင်းဆုံးတဲ့ခံတိုက်ကိုကျွန်တော်တို့ဒါဂူသမားရဲ့တစ်ယောက်ဖြစ်တယ်။အဲ့တော့လက်ရှိမှာကျွန်တော်တို့ကဒါ Florian Risk ကိုမရောက်ခင်ကဒီကစားသမားကိုဒါကျွန်တော်တို့ဒီဈေးနဲ့ပတ်သက်ပြီးဒါကျွန်တော်အကုန်လုံးအဂျန်ဒါဖြစ်မယ်။ လဘဘူပရိတ်တရင်းနဲ့သူတို့ဂိူးဆိုင်မတင်လားသူတို့ဂိူးမဆိုင်ဘာကြောင့်ခုနကသူတို့ရဲ့ပိုင်ရှင်တွေအခုလိုမျိုးပတ်စံသွင်းတော့သူတို့အရန်ပြောတယ်ကျွန်တော်စပါပရိတ်တရောင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်မြောက်လန်တဲ့အသင်းတင်ပြတာအာဆနယ်ကမင်းတို့ပတ်စံကျွန်တော်အခုလက်ရှိမှာအာဆနယ်အသင်းဒါဒက်ကလန်ရိုက်ပတ်စံသုံးတယ်ကျွန်တော်အနေနဲ့ကျွန်တော်ပုံမှန်လည်းကျွန်တော်အနေနဲ့မနာလိုတာထက်ဆိုင်ကျွန်တော်အနေနဲ့ဟဲ့ငါတို့အသင်းသားအဲ့လောက်သုံးရင်ငါတို့လည်းပြောမှာပဲဆိုတဲ့အတိုင်းပဲ အခုလက်ရှိမှာခမရတို့အသင်ခမရတို့ကိုပိုင်အသင်က Flurry Risk ကို150ပေးနေခမရတို့ကြိုက်ပါမယ်ဟုတ်တယ်မလားကျွန်တော်ပြောတာအခုလက်ရှိမှာ top 6မှာခမရတို့လက်ရှိမှာရှိတဲ့ဈေးထက်ပိုပေးတဲ့ကစားသမားတွေအများကြီးအများကြီးရှိခဲ့တယ် City ဆို Jack Grealish ကိုပေါင်300နီနီပေးခဲ့ရတယ်ဒါကျွန်တော်တို့ Declan Rice ကိုဒါကျွန်တော် Arsenal 300ပေးခဲ့ရတယ်ဒါတော့လက်ရှိမှာဒါ market price ဥပမာကျွန်တော်တန်တဲ့အသင်မပြောပါနဲ့ Tottenham Hotspur လို့အသင်မျိုးတော့မလက်ရှိမှာဒါကျွန်တော် Lyon က Anton Pitty ကိုတန်60ပေးခဲ့ရတာပဲဟုတ်တယ်မလားကျွန်တော်ပြော market ထဲမှာအခုလက်ရှိမှာဒါကျွန်တော်ပြောတာခပြပြန်စမ်းသကြည့် ကို့အသင်းသားဆိုရင်ခင်ဗျာကို့အသင်းကဒီလောက်ဈေးများများပြီးတကယ်ခုလက်ရှိမှာမကောင်းတဲ့ကစားသမားလည်းမဟုတ်ဘူးဗျာကောင်းတဲ့ကစားသမားတစ်ယောက်ကိုလက်ရှိမှာဒါကဘာမှအကောင်းဆုံးသော플레이မိတ်ကာတွေတဲ့ကစားသမားတစ်ယောက်ကိုဝယ်မှာ why not ပြီးတော့အဓိကကောင်းတဲ့မှာပြတ်ပြီးတော့ဒီပုဆန်ကို့ပတ်ဆံမှာမဟုတ်တာအသင်းရပတ်ဆံလေဟုတ်တယ်မလားအသင်းခုနကပြောဆိုကိုချစ်တဲ့အသင်းကသုံးတဲ့ပတ်ဆံဖြစ်တယ်ကျွန်တော်တို့ဘူရောင်ပြောသေးတယ် သူပါလို့ FFG ကို PSR နဲ့မညီလို့တုံးတာကျွန်တော်ကတော့ဝေးဟိုဟီလောက်ွယ်မောင်ယူပဲလုံးဝ100%လုံးဝ share ပြောပြီးသားဖြစ်တယ်ဒါကျွန်တော်ကခင်ဗျားတို့လုံးဝရေးရေးကြီးကျွန်တော်ပြောရတဲ့အကြောင်းတစ်ခုပဲအဲ့တော့ personally ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ Liverpool တင်ဝေးတုံးတာကျွန်တော်လည်းဘလို့ဝေးမှဘာမှဝေးပြန်စရာမရှိဘူးကျွန်တော်တော့အားကြတယ်သဘောကြတယ်ကျွန်တော်ကဘာလို့ဒီအသင်းဒီလိုမျိုးတုံးနေဆိုဖြစ်တင်တယ်ကျွန်တော်လောက်ဆဲတယ်ကျွန်တော်လောက် Liverpool ပရိသတ်နဲ့အတူ FFG ကိုဆဲလာခဲ့တာဘယ်နှခုတည်းခရဲကအကုန်သိရတဲ့အမယ်ဒီ channel စထောင်ခဲ့တဲ့ La My Sport မြန်မာမှာခဲ့တဲ့ Liverpool ပရိသတ်နဲ့အတူကျွန်တော် FFG နဲ့ကိုကျွန်တော် wide ဆဲခဲ့တာအမှန်ပဲအဲ့တော့ အမှန်တည်းပြောမယ်ဆို Florian Ruiz 350များလားကျွန်တော်ပါဆယ်မြင်မှာများတယ်လို့မြင်ဒါပေမဲ့ခုနက Liverpool လို့ဒါပတ်စံမတုံးတဲ့ club တွေနဲ့ပတ်စံတုံးတော့ကျွန်တော်တို့ဝမ်းသာတယ်ဖြစ်တဲ့လုတ်ပြနိုင်တယ်အဲ့တော့ဒီကစားသမားတွေလက်ရှိမှာဒါကျွန်တော်လီဗာပူးသင်းရဲ့လက်ရှိ record အရဆိုပြန်တွက်ကြည့်ပါဒါဝင်နူးနက် flop တယ်ဆိုတော့ဒါထင်သားလားအဲ့လောက်အများကြီးမလုတ်ပြဆို flop တယ်ပဲမြန်တကယ်တည်းပြန်စမ်းကြည့်ဒီလက်ရှိ1 to 10မှာ bandigio ခဏမိထားလိုက်ပါကျွန်တော်ဒါနဘေးဂီတာတစ်ယောက်ကလွင်ကျန်တဲ့ကစားသမားတွေအကုန်လုံးကလုံးဝမိုက်တယ်လူဝစ်ဇီယက်ဆိုလဲဒါကျွန်တော်လက်ရှိမှာပေါင်48တန်းအခုချိန်မှာပေါင်50နဲ့ခင်ဗျာလူဝစ်ဇီယက် လုတ်ပြနေဆိုတော့ ਨੇ very good ပဲ Alison Becker ညင်းကြမလို့ဆိုဖို့ဆိုင်သူဟာသူမဆိုးဘူးလို့ပြောလို့ရအဲ့တော့ပြောချင်တာကဗျာတလာပြန်ကြည့်အောင် လီဗာပူးတင်တဲ့ခုလက်ရှိမှာငွေသုံးတာကျွန်တော်အပြစ်ပြောတာကျွန်တော်အပြစ်မပြောဘူးဘာလို့သုံးတာပေါ့သူတို့သုံးနိုင်လို့သုံးတာကျွန်တော်တို့တင်တဲ့သုံးနိုင်ကျွန်တော်အရန်သုံးစေချင်တယ်အခုလက်ရှိမှာစပါးတင်နေကျွန်တော်ဒါဟုတ်နာပေါ့ပေါင်တန်းတရာပေးပြီးခင်ဗျကစားသမားတရာဝယ်မှန်းမေကျွန်တော်ဝယ်မဲဖြစ်မှာပဲပေါ့ကိုပတ်စံမှာမဟုတ်တာကိုတင်ပတ်စံလေးသူများပြောတာကိုလည်းခင်ဗျကုနာပေါ့လက်ရှိမှာလီဗာပူးဖလားရကိုပြောရတာသူတို့ပြောရလားသူတို့ပဲစိတ်ညစ်သွားတာကိုတွေပြောရတယ်ဟုတ်တယ်မစတီတင်ခုလက်ရှိမှာ triple ရတာစတီတင်ပြိတ္တတွေပြောလားခင်ဗျတို့ဘေးဖန်ပြောရလားစတီတင်ပြိတ္တတွေပဲပြောအဲ့တော့လီဗာပူးကလက်ရှိမှာ Florian Risch ရပြီလာမယ့်နေရာဒီမှာခုနကပြောလို့လာမယ့်နေရာဒီမှာအသင်းကပူကောင်းတော့ ောင်းမယ်ဆိုလီဗာပူးတက်ပဲပြောရမှာလေအဲ့တော့ပြောကျင်တာရှင်းရှင်းလေးလီဗာပူးသင်းတာကျွန်တော်ငွေသုံးတယ်ငွေသုံးတယ်ဆိုတဲ့စကားနောက်မှာကျွန်တော်ခမရတို့သင်းကငွေမသုံးဘူးလားဆိုတဲ့မေကွန်းနဲ့အတူခမရတို့သင်းကငွေသုံးရင်မပြောဘူးလားဆိုတဲ့မေကွန်းနဲ့ခမရပြန်ချေပါကျွန်တော်ဆိုခုနကကိုအသင်းဆိုအခုလက်ရှိမှာမီးပြလေးကိုဆယ်သန်းပေးတာတော့ဒါလောက်ပြောနေတာကိုရဲ့ခုနကဘယ်လိုပဲအသင်းကစပါအခုချိန်မှာမဖြစ်တော့ဖြစ်နေပါဘောနော်စပါအနေနဲ့ခုလိုချိန်မှာ Florian Risk ကိုပေါင်350ပေးမဲ့တာပြောကျွန်တော်အနေနဲ့ခွန်ပစိုးကံပစိုးကဝယူရိုပါလိကထားအောင်ပြောအောင်ပါခင်ဗျာတကယ် ကျွန်တော်တို့တည်ရဲ့ဈေးကြီးဆုံးကစားသမားဘရူလာဆိုလန်ကီဖြစ်တယ်အဲ့ဒါကိုကျွန်တော်သိရင်ရပြီအဲ့တော့ ပြောချင်တဲ့သဘောတရားအိုက်တိုင်းပဲလီဗာပူးအသင်းလက်ရှိမှာငွေ3000ကျွန်တော်အနေနဲ့ဘယ်လိုဝေဖန်လဲဆိုတော့ကျွန်တော်အနေနဲ့ကျွန်တော်တော့အားကြတယ်။ကို့အသင်းကိုကျွန်တော်အဲ့လိုမျိုးသုံးစေချင်တယ်။ခုနကပြောလို့ဟုတ်တယ်လက်ရှိဈေးရထားတော့အများကြီးမှာခုလက်ရှိမှာဈေးမများတာပါရှိလဲ။ကျွန်တော်ဒါခုနကပြော section နဲ့19နဲ့ကိုတော့မှတာကျွန်တော်တန်းကားတန်း60ပေးပြီးဝေခဲ့တဲ့ခက်မှာဒါကျွန်တော်တို့လက်ရှိမှာ proven ဖြစ်တာကစားသမားတဲ့ကိုပေါင်တန်းတရားပေးတာကိုတိတ်တော်မထူးဆန်းဘူးလို့ကျွန်တော်အနေနဲ့မြင်တယ်။ဟိုလက်ရှိမှာ flop တာမ flop တာဒါသူ့အကြောင်းဖြစ်တယ်။လက်ရှိမှာဒါအသင်းဘက်ကငွေ3000ပြည့်တဲ့တရားနဲ့ကျွန်တော်တော့ချိန်တတ်တယ်။ပြောတဲ့1000တယ်။ကို့အသင်းတိကောက်ကို့အသင်းသာဖြစ်ခဲ့မယ်ဆိုပူလို့တောင်1000အောင်မယ်လို့ပဲပြောချင်တယ်။ဒါကကျွန်တော်အနေနဲ့ဒါကျွန်တော်တခုတည်းသော ော့ပြောခြင်းတဲ့အကြောင်းပေါ့နော်ဒီလောက်ပါပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV4 တို့မှာကျင်းလို့ဆိုတော့ပေါ့အကူညီလို့ရပါတယ်။များများလက်ကလက်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်ဘာသာအကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျ။များများလက်ကလက်ဖို့မမေ့ကြပါနဲ့။များများကလက်အမြန်တမ်းဖြစ်ပါတယ်။ အောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4 ကြီးတွေ link လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်ဆက်ကွန်တီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရရမြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမြန်မာနာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျော်တော်ကွန်တီပေါ့ဗျဒေးပါဗျ